မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မိုးမောင်မြို့နယ်မှာစစ်ဘေးရှောင်တွေနေထိုင်တဲ့ခရီးရန်ဖះเจ้าကိုစစ်တပ်ကလေနဲ့ပုံကျဲမှုခလင်းငယ်9ဦးပါဝင်ပြည်သူ10ဦးသေဆုံးသွားပါတယ်မြောက်ရီမှာအိန္ဒိယနိုင်ငံသားလူကုံကုခန်ရကအွန်လိုင်းငွေလိမ်နဲ့ကြားဖြတ်အလုပ်လုပ်ကံရန်ညှဉ်းဆဲမှုနဲ့ညှဉ်းပန်းနှိပ်စက်ခံရပြီးအိန္ဒိယနိုင်ငံသား90ဦးခန့်မြောက်ရီမှာပိတ်လောင်ခံရတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်တဲ့ပုတ်ကတော့ကချင်ပြည်နယ်မိုးမောင်မြို့နယ်မှာစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ခရီးရန်ဖျားချောင်းကိုစစ်တပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ကလင်းငယ်9ဦးပါဝင်ပြည်သူ10ဦးဟာသေဆုံးသွားရပြီ 30ကျော်ထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပြပါရယ်။နိုဝင်ဘာလ15ရက်ညနေ4နာရီလောက်ကမိုးမောင်မြို့နယ်ကုံလောရွာကစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ခရိယံဖျားချောင်းကိုအကြက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေချောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ခလင်းငယ်ခုနှစ်ဝက်ပါဝင် ပြည်သူ10ဦးဟာသေဆုံးသွားရပြီး 30ကျုပ်ဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ KIA သတင်းရင်းမြစ်ကလည်းမိုးမောင်မှာကလင်းငယ်တွေပါဝင်ပြည်သူတွေအစုလိုက်ပြုံလိုက်တိုက်စုံးမှုဖြစ်ပွားစေခဲ့တယ်။စစ်ကောင်စီကလင်းနဲ့ဘုံကျဲတပ်ဖြတ်မှုကိုအတည်ပြုပြီးဒဏ်ရာရှိသူတွေလည်းအသက်အန္တရာယ်အခြေအနေစိုးရိမ်ရတဲ့လူနာတွေပါဝင်တယ်လို့တိုက်စုံးသူအရေးအတွက်လည်းတွန်းလာနိုင်တယ်လို့ပြောပါရရှင်။ ဒီတစ်ခါမှာတော့အိန္ဒိယနိုင်ငံသားဟာထိုင်းမြန်မာနယ်စပ်မြရီမြို့နယ်ကကြားဖြန့်အွန်လိုင်းငွေလဲလဲကိုင်းတစ်ခုစီမှာလူကုန်ကူးခံရပြီးအွန်လိုင်းငွေလင်ရေးအလုပ်လုပ်ကင်ဖို့ညှင်းဆန်နေတာကြောင့်ညင်ပန်နှိမ့်ဆက်ခံရရလို့ The Time of India အပါအဝင်အိန္ဒိယသတင်းဌာနအချုပ်ရဲ့သတင်းဖော်ပြချက်အရသိရှိရပါတယ်။အသက်36နှစ်အရွယ်ရှိတဲ့အိန္ဒိယနိုင်ငံသားဟာ Hyderabad မြို့ကဖြစ်ပြီး ဒူဘိုင်းကို2023ခုနှစ်ဩဂတ်လမှာတွားရအလုပ်လုပ်ကန်ခဲ့ပြီးဒူဘိုင်းကခီးသွားအေဂျင်စီတစ်ခုကတရုတ်တဦးနဲ့တွေ့ဆုံခဲ့ပြီးထိုင်းနိုင်ငံအတွင်းသတင်းချက်လက် IT နည်းပညာကုမ္ပဏီတစ်ခုမှာအလုပ်ပေးမယ်ဆိုပြီးပြောဆိုလာခဲ့တာကြာ2023ခုနှစ်ဩဂတ်လ29ရက်နေ့မှာဒူဘိုင်းကနေဘန်ကောက်မြို့ကိုအလုပ်လုပ်ကန်ရန်အတွက်လာရောက်ခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့အခါမှာအိန္ဒိယနိုင်ငံသားကိုအေဂျင်စီတစ်ခုကလာရောက်ကြိုဆိုပြီးထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုခေါ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။ ယ်။အဲဒီနောက်မြန်မာနိုင်ငံဘတ်ချန်းကိုလှေနဲ့ခေါ်ဆောင်သွားပြီးမြောက်ရီဘက်ကိုရောက်တဲ့အခါမှာ online ငွေလိမ်လဲတဲ့ကုမ္ပဏီကအိန္ဒိယနိုင်ငံသားကို online ကနေတဆင့်ငွေတွေလိုက်လံလိမ်လဲခိုင်းခဲ့တာလည်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသားကအဲဒီလိုလှုပ်ဆောင်ဖို့ညှင်းဆန်တဲ့အတွက် ညင်ပန်းနှိမ့်ဆက်ခံရပြီးဖြစ်စဉ်တွေကိုအိန္ဒိယနိုင်ငံသားကဖုန်းကနေတဆင့်မိသားစုစီကိုဆက်သွယ်ပြောဆိုကအကူအညီတောင်းခံလာတာလည်းဖြစ်ပါတယ်။မြောက်ရီမှာအိန္ဒိယနိုင်ငံတလန်ကနာပြည်နယ်နဲ့အခြားပြည်နယ်တွေကလူငယ်80ဦးဝန်းကျင်ကုမ္ပဏီတစ်ခုထဲမှာပြိမိနေပြီးအိန္ဒိယနိုင်ငံသားရဲ့မိသားစုကအိန္ဒိယအစိုးရကိုအချိန်မီကယ်ဆယ်နိုင်ရေးအိန္ဒိယနိုင်ငံကိုပြန်လာနိုင်ရေးဆောင်ရွက်ပေးရန်တောင်းဆိုထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့ AR မြစ်တလျှောက်မြစ်ရေစမ်းသပ်စစ်ဆေးမှုရမြစ်ကြီးများဗမော်နဲ့စကိုင်းတိုင်းအတွင်းကြေးရွာအများပြားမှာအစိုက်တင်တပ်တူတွေရေရင်းပြဝင်နေမှုကိုမြင်မာစွာတွေ့ရှိရတယ်လို့ AR မြစ်ရေကိုတက်ခွဲစစ်ဆေးတဲ့ Myanmar Resource Watch MRWC ကသိရှိရပါတယ်။2021ခုနှစ်စစ်အာဏာသိမ်းပြီးချိန်ကနေစတင်ပြီး AR မြစ်မြစ်ဖြားခံရကချင်းပြည်နယ်ချီဖွေဒေသမှာတရားဝင်မြေရှားဓာတ်တပ်တူတူဖော်မှုတိတာစွာမြင့်တက်လာခဲ့ပြီးမေခမလိခနဲ့ AR ော်ရီမြကြောတလျှောက်နဲ့မြစ်အတွင်းမှာပါတရားမဝင်ရွှေတက်တူတူဖို့မှုလွန်စွာများပြလာတဲ့အတွက်ကြောင့်မြစ်ရည်စမ်းသပ်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း MRW ကဆိုပါတယ်2023ခုနှစ်ဖေဖော်ဝါရီလမှာမြစ်ကြီးနားနဲ့စကိုင်းတိုင်းစက်တင်ဘာလမှာမန္တလေးမကွေး area တိုင်းနဲ့ပဲခူးတိုင်းတို့မှာရေရေသွေးကို MRW ကစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်စစ်ဆေးချက်တွေရခဲဗဒကက်ဒမီယံနဲ့မက်ဂနီဆီယံတက်တွေဟာအလီယကင်းနဲ့တတ်မှတ်ကန့်သက်ချက်တဲ့ကြော်လွန်ပြီး ထိတ်လန့်ကြောက်ရွံ့ပွဲရမြင့်မားနေရလို့လဲ MRW ကပြောပါတယ်ရှင်။ ပဲဂိုတာတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲဂိုတာနဲ့တလင်းမြို့နယ်မှာအကြက်ဖက်စစ်တပ်အတွက်တသားသည့်စုဆောင်ပေးနေတဲ့လဝကရုံဝန်တဲ့ဇော်ဝင်းကိုပြစ်ခတ်တက်ခတ်ရမှာတည်သွားခဲ့တယ်လို့နတလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ Phoenix DF ကတာဝန်ရှိသူတို့ကပြပြပါရယ်နိုဝင်ဘာလ17ရက်နေ့ည9:30နာရီလောက်ကနတလင်းမြို့နယ်ရွာတော်ရရွာနဲ့ကွင်းဆန်းကျေးရွာတို့ကစစ်မှုထမ်းရန်လူလိုက်စုနေတဲ့အကြက်ဖက်စစ်ကောင်စီတောက်တိုင်ဇော်ဝင်းဆိုသူကိုတာရီခရံအမှတ်1တရင်တရင်383တက် ့တက်ခွဲနှစ် Phoenix DF ကရဲဘော်တွေကဝင်ရောက်ဖမ်းဆီးရမှာပြန်လဲခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးခဲ့ရကနေတိုက်ဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်စစ်တပ်တောက်တိုင်ဇော်ဝင်းကိုပြစ်ခတ်တက်ခတ်ချိန်မှာဖုန်းတလုံးကိုတင်ဆက်ရရှိခဲ့ပြီးအဲ့ဒီဖုန်းတွင်းကနေစစ်မှုထမ်းမှုစီးရင်ကောက်ခံထားတဲ့လူငယ်တွေရဲ့အချက်လက်တွေအိမ်နောင်စုစီးရင်တွေကိုတွေ့ရှိခဲ့ရလို့လည်းသိရှိရပါတယ်နလင်းမျိုးနယ်ပြည်သူ့ကာကွယ်အဖွဲ့အနေနဲ့စစ်သားရဲပြူစောထီတွေနဲ့စစ်ကောင်စီတောက်တိုင်တွေကိုဆက်လက်တက်ခိုက်သွားမှာဖြစ်ပြီးပြည်သူတွေန င်းနဲ့လည်းအကြက်ဘက်စစ်ကောင်စီတပ်သားတွေနဲ့တောက်တိုင်တွေအနီးကိုသွာလာခြင်းမပြုလုပ်ဖို့အတွက်မြစ်တာရက်ခံအပ်တယ်လို့လည်းနတလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ Forest DF ကတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ မကွေးရတဲ့တဲ့ဘောက်ကိုတက်ဆက်ပြကြပါရယ်မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်ကြောင်းထုတ်နေတဲ့စစ်တပ်က AR မကန်းဘေးကကြေးရွာတွေကိုဇက်တိုင်မီးရှို့ဖျက်ဆီးနေလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်နမမာလာ15နှစ်မွန်လွန်နှနိုင်ခန့်ကနေစတင်က AR မကန်းဘေးပခုတ်ကူဗကြမ်းကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းဇက်တိုင်ထိုးနေတာဖြစ်ပြီးကြေးရွာတွေကိုဇက်တိုင်မီးရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါရယ်အကြမ်းဖက်စစ်တပ်ရဲ့ကြေးရွာတွေကိုမီးရှို့ဖျက်ဆီးမှုကြောင့်ထွက်ပေါ်လာခဲ့တဲ့မီးခိုးတွေ ေကိုပကံဘက်ကနေလှမ်းမြင်နေရပြီးကျေးရွာ300ထက်မနည်းမီးရှို့ဖျက်ဆီးခံရတယ်လို့ဒေသနေပြည်သူတွေကပြောပါရယ်ပကုတ်ကူမြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကနိုဝင်ဘာလ14ရက်နေ့ကလည်းပကုတ်ကူမြို့နှောကုန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်ကအမျိုးသမီး3ကိုတပ်ဖြတ်ကရုပ်လောင်းတွေကို မီးရှို့ဖျက်ဖျက်ခဲ့ပြီးနေ189လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပကုတ်ကူပကဖားကပြောပါရယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတန်းမတရားမြို့နယ်မြစ်ကမ်းတစ်လျှောက်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကထိခိုက်သေဆုံးသူများပြားနေတယ်လို့ Voice of မန္တလေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။နိုဝင်ဘာလ15ရက်နေ့နေ့ပိုင်းကနေစတင်ပြီးမတရားမြို့နယ်ရှင်လအလဲရွာနယ်မင်းကုန်းဘက်ကအကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေစစ်ကြောင်းထိုးလာတာကြောင့်ဒေသတွင်းတော်လန်အဖွဲ့တွေနဲ့မြစ်ကမ်းတစ်လျှောက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီတိုက်ပွဲတွေအတွင်း ်အကြမ်းဖက်စစ်တပ်က ထိခိုက်သေဆုံးမှုများပြတာကြောင့်စစ်ကောင်စီတပ်သားတွေဟာမြစ်ကမ်းတစ်လျှောက်ကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်တာကြောင့်မိုးချိုကျေးရွာကအသက်50ကျော်အရွယ်အမျိုးသမီးတူဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ